ဒီလက်ရှိတနေ့တည်းမြို့နယ်မှာစစ်ပီဆော့ဖ်ဝဲကတော့ဟိုစစ်ဘောက်ကပို့တော့ကျက်လာတာနဲ့အများဒီစစ်ပီဆော့တွေမှာကခက်ခဲကနံပါတ်1ကဒီဟိုဆန္ဒရိခဖြစ်တယ်ပေါ့နော်ဆိုတော့နံပါတ်1ကစေဝါခက်ခဲဖြစ်တယ်နံပါတ်3ကတော့ကျွန်တော်အမိုးကော်လေးပေါ့နော်ဆိုတော့အမိုးကော်လေးဖြစ်တယ်ဆိုတော့အဲ့ဒီအပြေပေါ်မှာကျွန်တော်တို့ကဟိုဒီချစ်ထောက်လိုမျိုးဟာတွေတော်တော်ရီထမနေရတဲ့ခါကျတော့ဒီချစ်ခဲ့တဲ့တတကိုခံစားရတဲ့ခါကျတော့အဲ့ဒီချစ်ထောက်မျိုးဒီပစ္စည်းတွေဒီပေါ့နော်ဆိုတော့အဲ့ဒီဟာလေးမျိုးလိုအပ်နေတာပေါ့ ။ဟောနောက်တစ်ခုကဒီအထူးတစ်ဖြစ်ဒီလက်ရှိစစ်ဘေးဆောက်တဲ့ကျုံရတဲ့အခြေအနေကဥမာဒီတိတ်ခေါ6နှစ်ပေါင်းဆိုတဲ့ဟိုနေရာတွေပြောမဆိုရင်ဒီစစ်ဘေးဆောက်တွေဒီဟိုလောက်နေရှိပြီးတော့စစ်ဘေးဟိုတောတွေတောင်တွေထမ်းမှာပေါ့လေနော်။ဆိုတော့စစ်ဘေးဆောင်နေရတဲ့အခြေအနေမျိုးမှာအာဒီစကော့ဆာနေပြီးတော့စစ်တောက်ထူပြီးတော့အဲ့ဒီစစ်ဘေးဆောက်တွေစစ်တပ်နေရောက်ကိုစစ်တောက်ထူတဲ့ဟာတွေ ဟိုပြောနေတော့ကိုကအဲ့လိဟိုအဲ့ဒီစစ်ဘေးဆောက်တွေကိုလောက်နေချီတော့ဆောင်းနေရတဲ့စစ်ဘေးဆောက်တွေကိုဟိုလူတော်တိုင်းလူတော်တိုင်းဖြစ်အတုပ်ပြတဲ့ဟာလေးပေါ်တော်ဆွဲတဲ့ဟာလေးပေါ်လေးဆိုတော့အဲ့ဒီဟာလေးမျိုးကိုဒါစာလောက်လာတာဖြစ်တဲ့အတွက်စစ်ဘေးဆောက်တွေကဗျာဆိုတော့သူတို့မူလနေထဲတဲ့ယူရနေပြီးတော့တခြားတနေရောက်ကိုဆွေးတဲ့ဆိုတော့အဲ့ဒီနေရောက်ကိုပဲဆိုတော့ဒီဟိုတိုက်ပွဲတွေသူမဟုတ်ခုနကစစ်ကြောက်ထိုးတဲ့ဟာလေးလောက်တဲ့ခါကျတော့ထပ်ပြီးတော့နေရာဆွေးရတဲ့အခက်ခဲတွေပေါ့နော်ဆိုတော့အဲ့ဒီဟာလေးမျိုးကဟိုဒီတော်တော်ကြီးဟိုတော်တော်လေး ဟိုမြပြလာတဲ့ဟိုပို့တော့အချင်းနေဆိုးလာတဲ့အချင်းမျိုးလေးဖြစ်တယ်ပေါ့နော်ပြီးတော့နောက်ခုကဟိုစစ်ပီဆောက်လေးကပုံမှန်အားဖြင့်တင်းတော်ယူမှာကဟိုအရေးပေါ် emergency ဆောက်တဲ့ဟာမျိုးဖြစ်တဲ့ဥပမာအားဖြင့်တိုက်ပွဲပေါ်မှုတီးတော့ငါရေတုံးမဟုတ်တပတ်တုံးမဟုတ်ဆက်ရေပေါ့ဆိုတော့အဲ့လိုမျိုးဒီဆောက်ရတဲ့အချင်းမျိုးကနေပြီးတော့အခုလက်ရှိဖြစ်နေတဲ့ဒီစစ်ရေးအချင်းတွေအားစစ်ပီဆောက်လေးကဟိုအချိန်ကာလအတော်ကြာထိဥပမာတစ်လနှစ်လသုံးလအခုဒီဟို တိုက်ခေါ်ချနာပါဆိုရဲ့၃လနီးပါဒီကျွန်တော်တို့စစ်ဘေးဆောင်လာရတဲ့အခြေအနေမျိုးတွေဖြစ်လာတာပေါ့ဆိုလိုတာကအရင်တုန်းကကျွန်တော်တို့ကအာခေတ္တခဏဆောင်တဲ့စစ်ဘေးဆောင်တွေကနေပြီးတော့အခုကအများတိုင်းနေစစ်ဘေးဆောင်လို့ ဟိုပုံစံမျိုးကိုအချိန်မျိုးရောက်လာတယ်ဆိုတော့အဲ့ဒီမျိုးမှာမှခုနကပြောသလိုမျိုးဒီစာနာရိတ်ခါလေးစေဝါတွေအလုံးလောင်းမရရှိဘူးအဲကျွန်တော်တို့အကြမ်းမရေးဆိုရင်လည်းခုနကပြောသလိုမျိုးစေဝါလေးများတာဖြစ်တယ်ကျွန်တော်အကြမ်းမရေးအတွေ့လည်းကျွန်တော်ဆက်ခွန်မှုလေးဖြစ်လာတယ်ဆိုတော့စာနာရိတ်ခါတွေ့လည်းဟိုလုံလောက်တဲ့ဟိုဒီစာနာရိတ်ခါဖူလုံမှုလေးမရောက်ဘူးဆိုတော့ခက်တာလည်းသူတို့ဒီတခြားတော့ဒီအလောက်ကြိုက်တွေကိုလည်းလှုပ်လို့မရဘူးဆိုတော့သူတို့စီကိုအကူအညီတွေကလည်းမရောက်ဘူးဆိုတော့အခါကျတော့ဒီ service တွေကတော်တော်ကိုရုတ်ကဲပြီးတော့ဟိုရုတ်ကဲနေရ ရတဲ့အခြေအနေမျိုးကိုကိုလေးစီမှာကြုံတွေ့နေရတဲ့ဟိုကြုံတွေ့နေရတာပေါ့လေနော်ဒီအရေးပါယောဂကဒီ2024ဒီစပါလောလောလယ်လောက်ကနေစပြီးတော့ဖြစ်တယ်လို့ကျွန်တော်တို့က ဟိုတည်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမျိုးတော့ရှိတယ်အခုခြေဆွေးတော့ကျွန်တော်တော့ဒေါ်လာလာတော့ဟိုအခြေကားလာအဖြစ်ဒေါ်လာကျွန်တော်လာတော့ဖြစ်နေပြီအလူဦးရေကတော့လက်ရှိဖြစ်ပေါ်မှုနော်အရာကျွန်တော်ပြက်ကြည့်တဲ့အခါကျရင်အနေဆုံးလူဦးရေ9000ထက်မနည်းကတော့အဲ့ဒီအကြီးပြောရုပ်ကောက်ကိုခက်စားနေရတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ပြောနောက်တစ်ခုကတော့ဒီ2025ဟိုဒီနလာပင်မဆိုရည်ဒီဟိုသူတစ်ဖြစ်ကတော့ကျွန်တော်ထင်တယ်ဒီဖြူဖွာကြီးပေါ့နော်ဖြူဖွာကြီးအဲမှာ ဇန်နဝါရီဖေဖော်ဝါရီတမတော်တော်တိုးတဲ့အခြေအနေမျိုးဖြစ်တယ်အဲလက်ရှိအအနောက်ဆုံးအခြေအနေရောက်ဆိုတော့ဟိုဒီဟာကိုနည်းနည်းလေးဟိုအီပယ်ရောက်ကဖြစ်ပေါ်မှုကိုဒီကျမရေးဖဲကဟိုဒီတဝစီသူတွေရဲ့ဒီဖေးစပီဆော့ကိုကုညီနေကြတဲ့ဟိုတဝစီသူတွေရဲ့ရဲ့အကူညီတွေကြဒီတချို့တဝဲကတော့တက်သားစားပြုနေပြီဆိုတဲ့ဟာမျိုးတော့ရှိတယ်ပေါ့နော်အာဆိုတော့ ဒီလက်ရှိဖြစ်ပေါ်နေတဲ့အရေးပြယောဂနဲ့ပတ်သက်ပြီးကကြတော့ကျွန်တော်တို့အဓိကအခက်ခဲဆိုရတော့နံပါတ်1တစ်ချက်ကတော့အဲဒီအရေးပြယောဂနဲ့ပတ်သက်တဲ့ဆေးဝါးတွေကျွန်တော်ကိုကျွန်တော်လွတ်လွတ်လပ်လပ်လေ့လံပြီးရရှိဖို့အတွက်အခက်ခဲရှိတယ်ပြီးတော့နောက်ခုဟိုနောက်ခုကတော့ဘာလဲဆိုတော့အဲဒီအရေးပြဒီယောဂခက်ဆန်းနေရတဲ့အထက်မှာကကျွန်တော်တို့ကစစ်ဖေးဆောက်တွေအပြည့် ဟိုဒေတာခက်ဖြစ်သူလူထုတွေအဲဒီဘက်ကဒီ clinical ဒီတော်လာရေးအုပ်စုဒေတာရဲဘော်တွေပေါ့လေနော်ဆိုတော့အဲ့ဒီရဲဘော်တွေလည်းခက်စားနေရတဲ့အားမျိုးဖြစ်တယ်ဆိုတော့ဆိုတဲ့အခါကျတော့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီအရေးပေါ်ရုပ်ကော့ကိုဟိုဒီကုသပေးဖို့အတွက်အခါကျတော့ကျွန်တော်တို့ကဒီအချင်းလေး ပေးမှုနေတယ်ပေါ့လေဆိုလိုတာကကျွန်တော်ကတက်ပွဲတွေဖြစ်နေတာအခါမျိုးဆိုရေကျွန်တော်ကဒီဟိုဒီရေပြောရုပ်ကောက်ကိုကုပေးဖို့ဆိုဆိုတဲ့ဟာကအခက်အခဲဆိုမှုအများကြီးရှိတယ်ပြီးနောက်တစ်ခုကကျွန်တော်တို့ကဒီစစ်ပစ်ဆောက်တွေဒီနေရာပြတ်ကျဲပြီးတော့နေထိုင်နေရတဲ့ဟာမျိုးဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီသူတို့စီကိုကျွန်တော်တို့ကဟိုဒီစက်မရေလက်ပတ်သိပြီးတော့တဝစီတဲ့သူတွေကဟိုကိုယ်တိုင်သွားရောက်ပြီးတော့ဟိုဒီရေပြောရုပ်ကနေပတ်သိပြီးတော့ကုသပေးဖို့ ဆိုတော့ဆေးတွေကိုကျွန်တော်တို့ကလက်လက်မြတ်စရာကူညီပေးဖို့ဆိုရင်အခက်ခံတွေရှိတော့ပေါ့လေဆိုတော့ပြောချင်တာကသူတို့ဆီကိုကျွန်တော်တို့ဟိုအလောက်ဆုပ်ဟိုသူတို့စစ်ပီဆာအလောက်ကောဒီဘယ်ကခဆန်နေရတယ်ပြီးသူတို့ထူရစစ်ပီဆာတို့ရောဒီရပိုလစ်အလောက်ကိုကိုရောက်ဖို့ဆိုတဲ့ဟာမျိုးတော့အခက်ခံတွေရှိတယ်ဆိုတော့အဲ့ဒီဟာတော့လေးစီမော်တော်နီလန်မျိုးစုံနဲ့ဟိုဖြစ်စစ်ဖို့တော့အိုးကျိုးစောင်းနေကြတာပေါ့လေနော်ဆိုတော့ဒီတဝစီတဲ့ဟိုဒီတဝစီတဲ့သူတွေနဲ့ဒီစုဖွဲ့တွေနဲ့ပေါ်ပြီးတော့ဟိုဖြစ်စစ်ဖို့တော့ကျိုးစောင်းနေရတဲ့အခြေအနေမျိုးတော့ဖြစ် အဲဆက်ကောက်စီဖက်ကနေတော့ဒီတနေ့တိုက်တိုင်းမှာရှိတဲ့စစ်ဘေးဆောက်တွေကိုထပ်ပတ်ကြည့်ပြီးအဲ့ဒါနဲ့ဖက်သိပြီးတော့ကျွန်တော်တို့ကဒီတကက်စစ်ဘေးဆောက်စစ်စစ်တွေအာဒုက္ခခတ်စားခရတဲ့ပြည်သူလူထုတွေပြီးတော့နောက်တစ်ခုကဒီဟွန်နီထရီယန်ပရင်စီပယ်နဲ့အညီပေးတဲ့ဆိုရတော့ကျွန်တော်တို့အနေနဲ့ဘာမှပြောစရာအဲ့ဒီပုံမှာပြောဘာမှပြောစရာမရှိဘူးပေါ့လေနော်ဆိုမဟုတ်ဘူးဆိုတော့ဒီဒီဟာဒီဟိုစကောစကားဒီဟပ်ပြလောက်တာ သို့မဟုတ်ကျွန်တော်တို့ကအာကျွန်တော်ကဒီဟာကို အပြောက်လုပ်ပြီးတော့သူတို့ရဲ့အကျိုးမြတ်တွေဆိုပြည်သူလူထုရဲ့အကျိုးပြည်သူလူထုရဲ့ပြည်သူလူထုကသူတို့ကိုမမြင်နေတဲ့အမြင်ကိုပြောက်လဲချေလို့သို့မဟုတ်ကျွန်တော်ကနိုင်ငံရေးအရာဟိုအတုံးချချေလို့ဆိုရတော့တာဒီဟိုမလုတ်သိမလုတ်ထိုက်တော့ဟိုကိစ္စဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုတော့ပြောချစ်တယ်ပေါ့လေနော်